မင်္ဂလာနနေခင်ပါဂျေစုဘီယူနာမြစ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့6ရက်ခွဲရန်ကုန်မြို့ရဲ့ပူချိန်ကတော့16ဒီဂရီရှိပြီးတော့မှ16ဒီဂရီရှိတယ်လို့ပဲခန့်မှန်းရရှိနိုင်ပါတယ်ရူရည်သွေးကနှိမ့်ချနေတယ်တနေ့တာလုံးတွေများအပြင်နေတာပြတော့မှပြင်းဆုံးပူချိန်က30ဒီဂရီရှိမှဖြစ်ပါတယ်နေ့စဉ်ဝိပြူချင်းလင်းပြအဝင်ပါလ30ရက်တနင်္ဂနွေနေ့2025 ထိုသူတို့သည်ကတန်လွင်ပင်နှပင်နှင့်ဘေးကွက်နှလုံးဖြစ်သည်။ဒီကချက်ဓာရီကျမ်းမာခွန်အားယူရာများအပိုင်း26ဖက်ရန်ကျမ်းချက်ဓာရီကျမ်းခန်းကြီး31ခန်းငယ်1တ6တပန်လန်နန်နှင့်တူသောကျူပင်တလုံးကိုငါအားပေး၍ငါကိုပြောဆိုသည်ကထလော့ဘုရားသခင်၏ဗိမ္မာန်တော်နှင့်ရစ်ပလင်ကို တိုင်းလော့ဗိမ္မာန်တော်၌ကိုးကွယ်သောသူတို့ကိုလည်းရည်တွက်လော့ဗိမ္မာန်တော်တိုင်းကိုမတိုင်းနှင့် ပေထားလော့တဘာမြူသားတို့၌အပ်ပေပြီသူတို့သည်တန့်ရှင်သောမြို့တော်ကိုလ42လက်ပတ်လုံးနင်းကြလိမ့်မည်ငါဤတသက်ခဲနှပါကိုငါခွင့်ပေးမည်သူတို့သည်ရှော်တေအဝတ်ကိုဝစ်လျက်အရက်1260ပတ်လုံးပရော့ဖက်ပြူကြလိမ့်မည်ထိုသူတို့သည်ကရေကြီးရှင်ဤရှိတော်၌စိုက်ထားသောတန်လွင်ပင်ပင်နှင့်မိကွက်နှလုံးဖြစ်သည်တည်းသုံးတယောက်တော်သူသည်သူတို့ကိုညှင်းဆဲခြင်းကအလိုရှိလျှင် တို့ဤကတွင်တဲ့ကမိထွက်၍ရန်သူတို့ကိုမြို့တတ်၏။သုံတယောက်တော်သူသည် ထိုသူတို့ကိုညှင်းဆဲခြင်းကအလိုရှိလေ။ထိုသူအသေးသက်ခြင်းကိုခံရမည်။ထိုသူတို့သည် ပရောဖက်ပြုသောနေ့ရက်ကာလ၌မိုးမရွာစေခြင်းကမိုးကောင်းကင်ကိုပိတ်ရသောခွင်၊မြေကြီးတွင်းကြီးကိုအသွေးဖြစ်စေရသောခွင်၊မိမိတို့အလိုရှိသမျှသောခါ၌ဘေးအမျိုးမျိုးဖြင့်ရေကြီးကိုဒဏ်ခတ်ရသောခွင်ကိုရကြ၏။ ဇာခရီနဂတိဂျန်ခန်းကြီး၄ခန်းငယ်34ကောင်းကင်တမန်ကလည်းထိုအကိုင်းတို့သည်ရေကြီးတစ်ပြင်လုံးကိုအစိုးပိုင်တော်မူသောအရှင်ဤရှိတော်၌ရက်နေသောဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟုဆို၏ဒီဗျာဒိတ်ဂျန်ခန်းကြီး34ခန်းငယ်1က6သည်အ내ဖွေမှုခက်တဲ့ဂျန်စာအစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့မှသတ္တမတဘိုးမဟုတ်ပြီးတဲ့ချိန်နဲ့သတ္တမတဘိုးမမဟုတ်ခင်ကာလကြာရဲမှာရရှိတဲ့ယူပါယုံတွေဖြစ်တဲ့ ဘုရားသခင်ရဲ့လူတွေအသိတော်အခြေအနေနဲ့တသက်ခင်နှစ်ပါးရဲ့အကြောင်းကိုအထူးဖော်ပြထားတဲ့အရာတွေဖြစ်တယ်။ဒီနေရာမှာတော့ယောဟန်ကိုကျူပင်တစ်လုံးကိုပေးပြီးတော့မှဗိမာန်တော်နဲ့ရစ်ပလင်ကိုတိုင်ခိုင်းတယ်။တိုင်းတာရဆိုတဲ့အဓိပ္ပာယ်ကတော့ပိုက်ဆိုင်ခြင်းတွေ၊ကွဲကွာစောင့်ရှောက်ခြင်းတွေ၊တန့်ရှင်းစေခြင်းတွေကိုဆိုလိုတာဖြစ်တယ်။ဘုရားသခင်သည်နောက်ထပ်လာမယ့်စီရင်ခြင်းတွေမတိုင်ခင်မှာသူ့ရဲ့အသိတော်နဲ့သူ့ရဲ့ယုံကြည်သူတွေကို ကာကွယ်ပေးဖို့ရန်အတွက်တိုင်းတာထားခြင်းဆိုတဲ့ပုံစံဖြစ်ပါတယ်။ဗိမာန်တော်ကိုတိုင်းခိုင်းနေဆိုတာကတော့ယေရုရှလင်မြို့မှာရှိတဲ့ရုပ်ပိုင်းဆိုင်ရာဗိမာန်တော်ကိုတိုင်းခိုင်းတာဖြစ်တယ်လို့အသင်းတော်တွေယုံကြည်သူတွေကိုတိုင်းခိုင်းခြင်းလည်းဖြစ်ပါတယ်။ဘုရားသခင်သည်သူ့ရဲ့ဗိမာန်တော်ဆိုတဲ့သူ့ရဲ့လူတွေသူ့ရဲ့သင်တော်တွေကိုကာကွယ်စောင့်ရှောက်တိုင်းတာထားရဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဗိမာန်တော်တတိုင်းဆိုတာကတော့ယုံကြည်သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာဒါမှမဟုတ်အသင်းတော်အတူရောင်တွေကိုပုံဆောင်ခြင်းဖြစ်တယ်။ဘုရားသခင်က ယုံကြည်သူအသင်းသူတင်သားတွေရဲ့ဝိညာဉ်ရေးရာကို အထူးပြင်ဆင်ကြွယ်ကာပေးထားတော်လဲပဲပြင်ပိုင်းရုပ်ပိုင်းဆိုင်ရာတိုင်းကိုတဘာမျိုးသားတွေလက်ထဲကိုအပ်ထားတယ်လို့ဖော်ပြပါရှိပါတယ်။သူတို့ဒီတန့်ရှင်တော်မျိုးတော်ကို52လက်ပတ်လုံးနင်းကြလိမ့်မယ်။၃နှစ်ခွဲဆိုတဲ့ချိန်ကိုဖော်ပြထားတယ်။သူလိုရာကအကန့်အသတ်ရှိတဲ့တဘာမျိုးသားတွေရဲ့နိုင်ယူခြင်းရင်းစေခြင်းဟာအကန့်အသတ်နဲ့အတိုင်းတန်နဲ့ပဲလုပ်လို့ရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဆက်လက်ပြီးဖျားသခင်က သူ့ရဲ့သက်သေးခဏပါးကို ခွင့်ပေးမယ်လို့ပြောပြတယ်။မောင်မိုက်ကြီးစိုးလွမ်းမိုးတဲ့ကာလမှာဖျားသခင်ဘက်ကသက်သေးခဏကြမယ်အရာတွေကို ကိုးစားပြုတယ်။အသိတော်လည်းဖြစ်နိုင်တယ်။ဖျားသခင်နှုတ်ကပတ်တော်လည်းဖြစ်နိုင်ပါတယ်။သူတို့ဟာ shorter ဝက်ကိုဝက်ပြီးတော့မှနှိမ့်ချခြင်းနောင်ရရခြင်းတင်ငေရတွင်လူတွေကိုနောင်ရရဖို့တိုက်တွန်းနှိုးဆော်ကြလိမ့်မယ်။ ို့တော့လည်းပဲသူတို့ prophet ပြရတဲ့ကာလဒီလေ1260ရက်ဆိုရက်၃နှစ်ခွဲပဲဖြစ်တဲ့မောင်မိုက်ကြီးဆိုတဲ့ကာလမှာဘုရားသခင်ရဲ့အကြောင်းကိုသက်သေခံတာဒီလေအကန့်အသတ်ရှိနေမယ်ဆိုတာကိုပေါ်ပြခြင်းဖြစ်ပါတယ်။နောက်ပြီးတော့သူတို့ဟာရည်ကြီးရှင်ရှေ့မှာစိုက်ထားတဲ့တန်လွင်ပင်တစ်ပင်နဲ့မိကွက်နှလုံးဖြစ်တယ်လို့ပေါ်ပြတယ်။ဒီအကြောင်းညာကဇာခရိနာဂတိကျမ်းခန်းကြီး၄ကကိုးကားတဲ့ကျမ်းချက်ဖြစ်တဲ့ယောရှု ဇေရုဘေလရုပ်ကိုတန်လွင်ပင်နပင်နဲ့ပုံဆောင်ပြုံးမှာဝိညာဉ်တော်တကိုးနဲ့အလင်းပေးသူတွေဖြစ်ပေါ်ပြခဲ့တာကိုတွေ့ရတယ်။ဒိဗေကတော့ဒီသက်သေခံတဲ့ပါးဟာကိုပိုင်စွမ်းအားနိုင်မှုပဲနဲ့တန်ရှင်သောဝိညာဉ်တော်တန်လွင်စီနဲ့ဘုရားသခင်အလင်းမိကွက်ကို လောကကိုထွန်းလင်းစေတဲ့သူတွေဖြစ်တယ်။ပြုံးမှာဘာကိုပိုင်ခွန်အားမမရှိဘဲနဲ့ဘုရားပေးတဲ့ခွန်အားနဲ့အလင်းလင်းပြနေတဲ့သူတွေဖြစ်ကြောင်းကိုဆိုလိုတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့မှာခွန်အားတကိုးတွေရှိတယ်။ သူတို့ကွတွင်းတဲ့ကမီးရှိတယ်ဆိုတာကသူတို့ဟောပြောတဲ့တရားစင်ရင်နေနှုတ်ကပတ်တော်တွေသည်ယန္တူတွေကိုဖျက်ဆီးနိုင်တဲ့တကူရှိတဲ့အကြောင်းကိုဖော်ပြတယ်။သူတို့ကိုညှင်းဆဲတဲ့သူတွေကိုသူတို့ဟာနှုတ်ကထွက်တဲ့စကားလုံးနဲ့အဖြစ်မဲ့နှိမ်နင်းနိုင်တယ်ဆိုတဲ့သဘောဖြစ်တယ်။နောက်ပြီးတော့သူတို့တွေသည် Prophet Elia ကဲ့သို့မိုးခေါင်အောင်လုပ်လို့ရတယ်။ရေကိုအသွေးဖြစ်ရတဲ့မောရှိလိုမျိုးခွန်အားကိုရထားတယ်။သူလိုရာကမောရှိကဲ့သို့ပြည့်ညတ်တရားခွန်အားနဲ့ အေလိယားကဲ့သို့ပရောဖက်ကဲ့သို့အင်အားသူတို့စီမှာရှိတယ်။အဲ့အင်အားတွေကိုတုံးပြုတ်ပြီးတော့မှဘုရားသခင်ရဲ့တရားစီရင်မဲ့အရာတွေကိုဟောပြောသက်သေခံရမဲ့သူတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုနားလည်ရတာဖြစ်ပါတယ်။ဘေးဒဏ်ကြီးကာလမှာလည်းဘုရားသခင်သည် သူ့လူတွေကိုကာကွယ်ဖို့ရန်အတွက်ပြင်ဆင်ထားတယ်။ဘုရားဘက်ကတသက်ခံမဲ့သူတွေဒီလဲဘုရားပေးတဲ့ခွန်အားနဲ့ဒီကာလကိုကြော်လွားနိုင်မှာဖြစ်တဲ့ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့ ေတရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်းတဲ့အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီမနေ့မှာလို့ထရှင်သန္တတွေအားလုံးကောင်းကြီးပေးပါဒီလိုအေဂျင့်နဲ့ကာလာမှာစစ်ပေးဆောင်နေကိုရော့ရှင်သူပြင်ဆင်ခွဲကားပါတိုက်ချခိုက်ချမဲ့ရန်သူတွေရဲ့ဘေးရာသီဥတုဘေးမှာသူတို့ကိုသူပြင်ဆင်ခွဲကားကောင်းကြီးပေးသနာတော်မူပါမပီကြီးကောင်းကြီးပေးပါဒီနေ့တနေ့တာလုံးလုံးုံငင်းချမ်းရတဲ့ခွန်ကိုပေးပါမတရားဖန်စီချုံနောက်ခံသူတွေအကုန်လုံးလွတ်မြောက်စေပါ ညင်စဲနှိမ့်ဆက်ခံရတဲ့သူတွေမတရားပြုကျင့်ခံရတဲ့သူတွေအားလုံးရဲ့ကိုကြွေးတဲ့အဟဲတန်ကြီးသွားတဲ့ကိုကိုရရှင်နားညောင်းတော်မူလေမာပြကြီးကိုအမြန်ဆုံးကဲတင်ကဲနှုတ်ကောင်းကြီးပေးသနာတော်မူပါမိကြောင်းနဲ့လွတ်လပ်ခွင့်ငြိမ်းချမ်းခွင့်သက်သာခွင့်ကိုကိုရရှင်ပြင်ဆင်ပေးပါမိကြောင်းခင်ယေရှုခရစ်တော်ဖခင်၏နာမတော်မြတ်ကိုမိပြုလေသနာခံဆုတောင်းကြပါရစေဖခင်အာမင်